ဒါတော့တောကြောင်လေးတကောင်ပါကလောင်မှာရှိတဲ့ကြောင်မြုံခံမိတတ်ပါတယ်၆သွေးတဲ့ရာသီရောက်ပြီဆိုရင် African land fish တွေဟာမကြခင်၆သွေးတော့မဲ့မြေကျမ်းမြေမှာသူတို့ကိုသူတို့ကယ်ဆယ်ရေးစလုပ်ကြပါတယ်ဒုခနာကိုကနေရေငွေ့ပြန်တာမျိုးမဖြစ်အောင်ပထမဆုံးအနေနဲ့မြေကြီးတဲကိုဆယ်လက်မလောက်တူးဝင်သွားပါတယ်ဒီချိန်မှာတော့ပြင်ပပူချိန်ဟာ69ဒီဂရီဖာရန်ဟိုက်လောက်ထိ တက်လာနိုင်ပါတယ်။မြေချမ်းပြင်အောက်ကမြေကြီးထဲမှာတော့ဆူထိုင်းမှုအနည်းငယ်ရှိနေပါတယ်။ရပ်ပိုင်းတွင်ဒီနေရာတစ်ဝိုက်မှာရှိတဲ့ရွှေမြေတွေဟာ6သွေ့မာကျောသွားကြပါပြီ။ Landfish နဲ့အတူနေခဲ့တဲ့တက်ရှိတွေဟာ တခြားပိုအေးတဲ့နေရာကိုပြောင်းရင်ပြောင်းမဟုတ်ရင်တော့ဒီနေရာမှာပဲသေဆုံးသွားကြပါတယ်။ဒီလိုသဘာဝဖြစ်ရဆိုးတွေက ဖြစ်လေဖြစ်တာရှိပြီးအသေးကောင်းတွေဟာသဲထဲမှာပဲမြေမြုပ်ခံလိုက်ရပါတယ်။ အာဖရိကမှာခြောက်သွေးတဲ့ယာတိဟာ နှစ်ဝက်လောက်ကြာနိုင်ပါတယ်။ဒါပေမဲ့ landfish တွေကတော့ဒီလိုယာတိမျိုးမှာအသက်ရှင်မှုကောင်းကောင်းစမ်းသပ်အောင်မြင်ထားတဲ့နီလန်ကောင်းတစ်ခုပိုင်ဆိုင်ထားပါတယ်။ landfish တွေဟာသူ့ခန္ဓာကိုယ်ပပလည်မှာအသက်ရှူလို့ရတဲ့ဆက်ပြာအမြုပ်နဲ့စင်တူတဲ့အရည်တွေကိုထုတ်လိုက်ပါတယ်။ဒီအမြုပ်တွေတဖြည်းဖြည်းနဲ့ခြောက်သွားတာနဲ့အဲ့ဒါတွေဟာသူ့ကိုယ်တဘာဝအတိုင်းအစိုးတတ် ထိန်းပေးနိုင်တဲ့ အကာအရန်တစ်ခုဖြစ်လာပါတယ်။ဒီချိန်ရောက်လာပြီဆိုရင်တော့ Landfish ရဲ့ခန္ဓာကိုယ်ရင်းလှုပ်ဆောင်မှုတွေဟာပုံမှန်ထက်အဆ60လောက်လျှော့ချပြလိုက်ပါတယ်။ဒီလိုစွမ်းအင်မကုံအောင်ထိန်းထားနိုင်တဲ့နည်းလမ်းကြောင့် Landfish တွေဟာမြေကြီးထဲမှာဘာအစားမှမစားဘဲ9နှစ်အထိအသက်ရှင်နိုင်ကြပါတယ်။နောက်တစ်ချိန်မိုးရာသီရောက်လို့ဆူဆွတ်လာပြီဆိုတော့ ਨੇ ဒီအကာအရန်တွေဖောက်ထွက်ပြီးတပံအသက်ပြန်ရှင်လာနိုင်ကြမှာဖြစ်ပါတယ်။ အားလုံးပဲအဆုံးထိကြည့်ရှုပေးတာကျေးဇူးပါ